country origin နေရာမှာကျွန်တော်တို့ click ချက်နေလိုက်မယ်ပြီးလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်တို့ thai pan chain မှာဖြစ်တဲ့အတွက်ဒီထဲမှာကျွန်တော်တို့ thailand ကိုလိုက်ပြီးတော့ရှာလိုက်ပါတော့ပန်ချိတ်မဲ့နိုင်ငံကိုအရင်ဆုံးရှာလိုက်ပါ TikTok ကငွေထုတ်ဖို့ပန်ချိတ်တဲ့နည်းကိုပြောပြပေးမှာဖြစ်ပါတယ်။မင်္ဂလာပါ။ဒီ video ထဲမှာတော့ monetization အောင်ထားတဲ့ Japan region TikTok အကောင့်ငွေထုတ်ဖို့ Thailand ပန်နဲ့ချိတ်တဲ့နည်းကိုပြောပြပေးမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ကျွန်တော်တို့ monetization အောင်ထားတဲ့ TikTok software TikTok account ထဲကိုဝင်သွားလိုက်ပါကျွန်တော်တို့ TikTok ထဲရောက်ပြီဆိုလို့ရှိရင်တော့ profile လေးထုတ်နေလိုက်ပါပြီးတော့တော့အပေါ်နားလေးကမြင်းသုံးချောင်းရှိတဲ့နေရာမှာတစ်ချက် click နေလိုက်ပါ TikTok Studio ထဲကိုတစ်ချက်နေပြီးတော့ဝင်သွားလိုက်ပါအောက်နားလေးက Creator Roulette Program ဆိုတဲ့နေရာလေးကို click နေပြီးတော့ဝင်သွားလိုက်ပါ Okay ဒီထဲမှာဆိုလို့ရှိရင်တော့အောက်နာလေးမှာကျွန်တော်တို့ TikTok Trader Roet Program မှာနေပြီးတော့ရရှိထားတဲ့ငွေအမောင့်တွေကိုအခုလိုပြပေးနေမှာဖြစ်ပါတယ်။ဒီငွေတွေကိုကျွန်တော်တို့ထုတ်ယူဖို့အတွက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ Bank Account ကိုချိန်ပေးရမှာဖြစ်ပါတယ်ဗောနော်။ကျွန်တော်တို့ Bank Account ချိန်မယ်ဆိုရင်ကျွန်တော်တို့အပေါ်နားလေးက Set up Payment Method ဆိုတဲ့နေရာမှာ Set up ဆိုတဲ့ဒီအနေအထားလေးကို claim နေပြီးတော့ဝင်သွားလိုက်မယ်။ โอเคအခုကျွန်တော်ကတော့ဒီမှာချိတ်ထားတဲ့ ban တွေများတယ်ဗောနော်အခုကျွန်တော် ban account အတစ်တစ်ခုနဲ့ main suite ကိုချိတ်ပြမှာဖြစ်ပါတယ်ဗောနော်ဆိုတော့ကျွန်တော်ဒီထက်က add a new withdraw method ဆိုတဲ့ညာလေးကိုနှိပ်ပြီးတော့ပုံသွားလိုက်မယ်ဒီလိုလေးပို့လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အရင်ဆုံးအနေနဲ့အပေါ်နာလေးက country origin နေရာမှာဂျပန်ဖြစ်နေတယ်ဗောနော်ဂျပန်ဖြစ်နေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီနေရာမှာကိုကထိုင်းနိုင်ငံကနေပြီးတော့မှငွေကိုထုတ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ country origin နေရာမှာကျွန်တော်တို့ click တစ်ချက်နှိပ်လိုက်မယ် ပြီးလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်တို့ထိုင်းပန်ချိတ်မှာဖြစ်တဲ့အတွက်ဒီထဲမှာကျွန်တော်တို့ထိုင်းလန်းကိုလိုက်ပြီးတော့ရှာလိုက်ပါတော့။ပန်ချိတ်မဲ့နိုင်ငံကိုအရင်ဆုံးရှာလိုက်ပါ။မလေးရှားကနေပြီးတော့ငွေထုတ်မယ်ဆိုလို့ရှိရင်မလေးရှားကိုယူလိုက်ပါတော့။အခုကျွန်တော်ကတော့ဂျပန် TikTok အကောင့်ကနေပြီးတော့ monetization အောင်ပြီးတော့ရထားတဲ့ငွေကိုဒီထိုင်းလန်းပန်ကနေပြီးတော့ကျွန်တော်ထုတ်မှဖြစ်တဲ့အတွက်ကြောင့်ထိုင်းလန်းကိုလိုက်ပြီးတော့ရှာလိုက်ပါမယ်။ Okay ထိုင်းလန်းကိုတစ်ချက် claim နေပြီးတော့အပေါ်နားလေးကအတန်းတစ်ချက်နေ country and region နေရာမှာငွေထုတ်ဖို့အတွက် Thailand ပြောင်းလိုက်တာနဲ့အောက်မှာလည်းပဲတစ်ခါလေးလိုက်ပြီးတော့ပြောင်းပေးတယ်ပေါ့နော်။ဘဏ်ကနေပြီးတော့အတူထုတ်မယ်ဆိုလို့ရှိရင်တော့ဒီ subit chain ကတော့3ဒေါ်လာလောက်တော့ပေးရတယ်ပေါ့နော်။တစ်ခါထုတ်လို့ရှိရင်အာဒီအောင်းနားလေးမှာ PayPal တွေပါနေတဲ့ထုတ်မယ်ဆိုလို့ရှိရင်ရခိုင်နှုန်းဘလောက်ဘလောက်ဆိုပြီးတော့ပြပေးထားတယ်ပေါ့နော်ပြောင်းနာစာရီဖြစ်ကျွန်တော်ထုတ်လို့ရတယ်ဆိုတော့အခုဒီဗီဒီယိုထဲမှာကျွန်တော်ကဒီ Thai ban နဲ့ထုတ်ပြမှာဖြစ်ပါတယ်ပေါ့နော် Thai ban ကိုချိန်ပြမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော် ban transfer နေရာမှာ click တစ်ချက်နှိပ်လိုက်မယ် ကျွန်တော်ရဲ့ TikTok account ဖွင့်ထားတဲ့ Gmail email ထဲမှာကုတ်လေးလုံးပို့ပေးလာမှာဖြစ်ပါတယ်။အဲကုတ်ကိုယူပြီးတော့ဒီထဲမှာလာပြီးထည့်လိုက်ပါတော့။ okay ဒါဆိုရှင်တော့အခုဒီနေရာမှာ link bank transfer ဆိုပြီးတော့အခုလို့ပေါ်လာပြီဒါဆိုရှင်တော့ကျွန်တော်တို့ TikTok ကနေပြီးတော့ရရှိတဲ့ငွေတွေကိုထုတ်ယူဖို့အတွက် ကိုယ့်ရဲ့ ban ကိုဒီနေရာမှာချိန်ထားလို့ရပြီပေါ့နော်ဆိုတော့ကျွန်တော်တို့ ban ကိုချိန်မယ်ဆိုရင်အပေါ်နားလေးက first name နေရာမှာကိုယ့်ရဲ့ ban account number ရဲ့ first name ကိုထည့်ပါပြီးလို့ရှိရင်တော့အောက်နားလေးက last name နေရာမှာကိုယ့်ရဲ့ ban account number last name ကိုထည့်ပါပြီးတော့ဒီအောက်နားလေးက ban name နေရာမှာဆိုလို့ရှိရင်ကိုက pay ban နဲ့ထုတ်မလဲပေါ့နော်ဥပမာ bangkok ban လားဒါမှမဟုတ်ကျွန်တော်တို့ krong si လားဒါမှမဟုတ်ဟိုဒီ kasikorn ban လားပေါ့နော်ဆော်ရီဖြစ်ကိုထုတ်မဲ့ ban ကိုဒီနေရာမှာယူလိုက်ပါ ဘဏ်ကိုကျွန်တော်တို့ကြွေးမယ်ပြီးတော့ဒီအောက်နာရဲ့ဘဏ်အကောင့်နံပါတ်နေရာမှာကျွန်တော်တို့ရဲ့ဘဏ်အကောင့်နံပါတ်ကိုထည့်ပါပြီးတော့အီးမေးလ်နေရာမှာကျွန်တော်တို့ကိုယ့်ရဲ့ TikTok အကောင့်ဖွင့်ထားတဲ့အီးမေးလ် Gmail ပေါ့နော်ဒါမှမဟုတ်တခြား Gmail တွေထည့်လိုက်ရတယ်ပေါ့နော်ပြီးလို့ရှိရင်တော့ဒီအောက်နာလေးက set as primary အကောင့်နေရာမှာ off ဖြစ်နေတာကိုကျွန်တော်တို့ on လုပ်ပြီးတော့ဖွင့်ထားပေးလိုက်ပါဒီအကောင့်ကိုကျွန်တော်တို့ငွေထုတ်ဖို့အဓိကအသုံးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေရာမှာ on လုပ်ထားပေးလိုက်ပါနော် ကဲအခုလို့ကျွန်တော်တို့ bank account ကိုထည့်ထားပြီးသွားပြီဆိုလို့ရှိရင်တော့မန်လာမာလာတေချာလေးပြင်ပြီးတော့စစ်ကြည့်လိုက်ပါတော့။တေချာစစ်ကြည့်ပြီးတော့မှအမှန်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအောက်နာလေးက submit ကိုနှိပ်ထားလိုက်ပါ။ Okay ဒါဆိုရှင်တော့အပေါ်နားလေးက band transfer နေရာမှာ primary ပြောင်းသွားပြီပေါ့နော်ဒါဆိုရင်ဒီ band ကအဓိကအတုံးပြုတ်မှာဖြစ်ပါတယ်ပေါ့နော် TikTok ကနေပြီးတော့ငွေပို့လာတဲ့အခါမှာဒီ band ထဲမှာပဲပတ်စံကဝင်တော့မှာဖြစ်ပါတယ်ဟုတ်ကဲ့ပါအားလုံးပဲအဆင်ပြေပါစေခင်ဗျာ